နော်အခုပရာဟိတလုတ်တယ်ဆိုတဲ့သူတွေကလည်းတမျိုးလေးနော် Facebook ပေါ်မှာတခုခုဖြစ်တော့မှာပဲကင်မရာကြီးတွေကင်ပြီးတော့မှအလူရက်နဲ့တခါတည်းကိုတွားပြီးတော့မှအတင်းပတ်စံတွေပေးပြီးတော့မှလုတ်ပြီးတော့မှကူညီကယ်ဆယ်ကြတာတမျိုးလေးနော်သိလားပရာဟိတလုတ်ချင်လို့ရှိရင်လေလိုအပ်ချက်တွေလိုနေတဲ့နေရာတွေမှာအများကြီးရှိတယ်နော်ကူလို့ရပါတယ်ကယ်လို့ရပါတယ်နော်အခုတော့မဟုတ်ဘူး Facebook ပေါ်မှာတန့်ကနေဆိုသူတို့နန့်ကနေဖြစ်သွားပြီ နော် Facebook ပေါ်မှာဒုက္ခရောက်မှာပဲကုဇင်နဲ့ပရာဟိတာတွေတမျိုးပရာဟိတာလေးတွေနော်တမျိုးလေးပရာဟိတာလေးတွေကျမတို့အဲ့လိုပဲပြောကြတယ် Facebook ပေါ်မှာဒုက္ခရောက်တဲ့သူမှ Facebook ပေါ်မှာလူသိမှာပဲသူတို့ကကင်မရာလေးကင်ပြီးတော့မှသွားကုဇင်တာကျမတို့နိုင်ငံမှာဒုက္ခရောက်နေတဲ့နေရာတွေအဆင်မပြေတဲ့နေရာတွေအများကြီးပဲလုံးဆိုင်ရာအလုပ်တွေအများကြီးပဲဟုတ်လားအဲ့တော့ Facebook ပေါ်မှာပေါ်ပင်ဖြစ်မှာလူဇင်နဲ့ပရာဟိတာတွေကလည်းတမျိုးလေးပရာဟိတာတွေနော်စိတ်ဆိုးလည်းမတက်နိုင်ဘူးတမျိုးလေးပရာဟိတာတွေ မီပရဟိတများနေနေလေးစောင့်ပါအောင်လားလို့ဟုတ်လားကျကနေဟိတန်ငနေဟိဆိုလို့ရှိရင်မဟာကိယုနာရှင်ကြီးများအင်မတန်ပေါ်သောတိုင်းပြည်လက်ကြောတင်အောင်မလုပ်နိုင်အလုတ်ပေးကြလားအလုတ်ခန့်ကြလားတချို့ကအမေအလုတ်ပေးလိုက်ပါလားအလုတ်ပေးလဲသူတို့မလုပ်ဘူးသူတို့ကတတလုံးတောင်းစားခိုးစားရတဲ့ဟာမှာပဲသူတို့ကပျော်မွေ့နေပြီးစီးနဲ့ကန်းနဲ့အချိန်နဲ့အကန့်အသတ်နဲ့ဘောင်နဲ့ကန့်တတ်ချက်တွေနဲ့သူတို့မနေနိုင်ဘူးเนาะနောက်တစ်ခါကလေးတွေပေါ့ ေဆိုတာလည်းကျွန်တော်တို့မီးပွိုင်တွေမှာလည်းမြင်တယ်မဟုတ်လားခလေးတွေကိုလေဘာမီတွန်တွေတိုက်ထားပြီးခလေးတွေကအိတ်များမိုးရွာရွာနေပူပူနေအဲ့ဒီခလေးတွေကိုငှားစားတယ်ဆိုတော့ကိစ္စအခုမှမဟုတ်ဘူးတော်တော်ကြာကြာတွေကဒါတွေဟာရှိခဲ့တယ်เนาะခလေးတွေကိုငှားစားတာတနည်းကို2000တော့3000တော့ ਨੇ ခလေးတွေကိုငှားစားတာเนาะအဲ့တော့ခလေးတွေကို cover ယူပြီးတော့မှသူတို့ကဒီလိုမျိုးပြစ်မှုတွေကိုကျူးလွန်ကြတာပေါ့เนาะဆိုတော့ဒီလိုမျိုးတွေလည်းရှိတယ်ပေါ့ပြောရရင်တော့အများကြီးတွေဖြစ်ကုန်မှာပေါ့ကျွန်မပြောချင်တာတော့အဲ့ဒီအကန့်တွေမဟုတ်ဘဲねခါရောမီပရဟိတတွေအယံမဟာကိယုနာရှင်ကြီးတွေ ိုးကိုပါစားပေးပြီးတခိုးမှန်နေတော့မဟုတ်ဘူးလေတခိုးကတခိုးပဲဟုတ်လားအဲ့တော့တခိုးကလူပြန်ဟစ်ပြီးကျမမနေ့ကအင်တာဗျူးကြည့်လိုက်ရတယ်ခလေးမေကိုသွားပြီးပြူတာအမလေးဥပဒေကြောင့်ရဖြစ်ဖြစ်စေခြင်းနဲ့တော့ဘာလို့သူလဲခလေးငားစားတာလေသူလဲခလေးငားစားတာသူလဲခလေးငားစားတာ နော်ပြန်လာရင်ပတ်စံရတယ်ကလေးခေါ်ပြီးထိန်းသွားပြီးပြန်လာကလေးငားစားတာအဲ့ဒါသူတို့ရဲ့ business ကလေးငားစားတာသူတို့ကတပြန်စီပြန်ပြီးတော့မှဥပဒေအတိုင်းဖြစ်စေချင်တယ်တို့အမလီဥပတခိုးကလူပြန်ဟစ်တယ်ဆိုတာအဲ့ဒါကိုခေါ်တာအဲ့တော့ကျွန်မပြောချင်တာမဟာကိယုနာရှင်ကြီးတွေကလည်းတခိုးအားပေးတွေတော့မလုပ်ကြနဲ့ နော်တခိုးကိုအရန်ကြီးသွားပြီးတော့မှဟာအရန်ကိုမဟာကိဥနာရှင်ကြီးတွေလက်ထင်းတွေကိုပတ်စံတွေထည့်ပြီးတော့မှဟာတခါတည်းကိုအတင်းကြီးတွေကြတော့လဲအာမြင်ရတွေ့ရတာအစင်မပြေဘူးနော်တခိုးကလည်းတခိုးရဲ့ပြင့်မှုပြစ်ဒဏ်ခံရမှာပေါ့သူခိုးလို့ဖြစ်တဲ့ကိစ္စလေသူကဘာနာမလာပြီးတော့မှဟာလုတ်ပြီးသူတို့ကတော့အင်တာဗျူးဖြေပြီးတော့မှဟိုဘက်ကိုတခါတည်းလာပြီးတော့မှဗာနဲ့အမလီဟိုဥပဒေအတိုင်းဖြစ်စေခြင်းနဲ့ရောဘာရောညာရောနဲ့ဆိုတော့ခလင်းငားတယ်ဆိုရင်ဟာတယ် နော်အုပ်စုဖွဲ့ပြီးတော့မှခလေးတွေကိုတောင်းရန်စားတောက်ခိုင်းနေတယ်ဆိုရင်ဟာတွေကကျမတို့မြင်နေတွေ့နေတာပဲမိပွားရခလေးတွေနှိမ်နှင်းလို့ရလို့လားမညာဘူးအဲ့ခလေးတွေကိုအရင်ကစာတင်ပေးတယ်လीခလေးလေးဒီကကျမတို့လူငယ်လေးတွေအုပ်စုတွေကတင်လို့မရဘူးလုံးလို့မရဘူးအလုပ်တွေခေါ်ပေးကြတယ်လीရှိတဲ့ကိုယ့်အိမ်ကပစ္စည်းတွေပါခိုးဖွက်ပြီးတော့မှလင်းတခါတည်းကိုအာပြီးသွားကြတာမျိုးတွေဇိုင်းရိုက်နဲ့ဗီဇဆိုးတွေဟာကျမပြောတယ်ကေတင်လို့မရဘူး